မင်္ဂလာပါဆရာမဒီနေရှင်းပြပေးမှာကတော့9.3ပဲဖြစ်တယ်ဟုတ်ပြီနော်ဒါတော့ပြေးပေးရင်မြင်းတစ်ချောင်းပေါ်ရှိပေးရင်မှတ်တစ်ခုနဲ့30ဒီဂရီတောင်တောင်ကို 3000ကျင်ကျွယ်သုံးပြီးတော့မှဆွဲမယ်ဆိုတော့ဆရာမတို့က3000ကျင်ကျွယ်ကိုသုံးမယ်30ဒီဂရီတောင်ကိုဆွဲမယ် ABD ပေးထားတော့မြင်တဲ့ကြောင်ဖြစ်ပြီး CD ထုတ်မြင်ပေါ်ရှိပေးရအမှတ်တစ်ခုဖြစ်ပါစေ AB ကပေးထားတဲ့မြင် D မြင်ပေါ်မှာ C အမှတ်ကိုပေးထားတယ်ဒါဆိုရင်ဒီ C နေရာမှာ30ဒီဂရီတောင်ကိုဆွဲပါမယ်တဲ့အဲ့တော့အဆင့်၄ဆင့်ရှိတယ်ဒီအဆင့်၄ဆင့်ကိုဆရာမဖတ်ရင်းနဲ့တဆင့်ချင်းစီကိုဆွဲသွားမယ်ဟုတ်ပြီနော် ဲ့တော့သူကဘာပြောထားလဲဆိုတော့ AB ဆိုတဲ့မြင်းတစ်ချောင်းပေးထားတယ်။အဲ့ဒီ AB ဆိုတဲ့မြင်းပေါ်မှာ C အမှတ်ကိုပေးထားတယ်။အဲ့တော့ပထမတစ်ဆင့်အနေနဲ့အဆင့်တက်ကပုံ9.3တက်3နံပါတ်7တွင်ပြထားသည့်အတိုင်း30ဒီဂရီကျင်းတွယ်30ဒီဂရီကျင်းတွယ်ကဒီကျင်းတွယ်ကိုပြောတာ။အဲ့ဒီကျင်းတွယ်ရဲ့ 30ဒီဂရီထောင်းရဲ့လက်တန်တစ်ဖက်30ဒီဂရီကဘယ်နေရာမှာရှိမှာလဲဒါဒီ60ဟုတ်ပြီနော်ဒါဒီ60ဒီဘက်က60ဒါက30အဲ့ဒီ30ရဲ့လက်တန်ကိုဆရာမတို့ကသူကပုံထဲမှာပြထားတယ်အဲ့ဒီပုံထဲမှာပြထားတဲ့အတိုင်းဒီလိုမျိုးလေးထားပေးမယ်ဟုတ်ပြီနော်သူပုံထဲမှာပြထားတဲ့အတိုင်းအဲ့လိုလေးထားမယ်အဲ့ဒါပြီးတဲ့အခါမှာအဲ့တော့ဒီလိုမျိုးလေးသူကဒီလိုမျိုးလေးထားခိုင်းတယ်ဒါပထမတစ်ဆင့် ဒုတိယတစ်ဆင့်မှာကြတော့ပုံခွနဲ့တသက်မှာ13နှစ်ထဲမှာပြထားတဲ့အတိုင်းကျင်တွယ်ကိုလက်ရှိအနေအထားအတိုင်းထားပြီးတော့မှပေဒံတချောင်းကို30ဒီဂရီဒေါင်းရဲ့အချားလက်ကျန်ကိုအမက်စီပေါ်မှာကြအောင်ရွှေ့ဆိုတော့ဆီမတို့ဒီလိုလေးထားပြီးတော့မှသူ့ကိုဆီမတို့ကရွှေ့မယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာရှိတဲ့ဒီလိုမျိုးလေးထားလိုက်ပြီးတော့မှသူ့ကိုရွှေ့ဒီလိုလေးရွှေ့ပေဒံကိုမြဲမြဲကင်ထားပြီးတော့ဒီလိုလေးရွှေ့ ရွှေ့ပြီးတော့မှဒီဒီကအမှတ်မှာစီအမှတ်လို့ထားထားတဲ့နေရာကနေတောင်ကလေးတောင်ကိုဒီလိုလေးဆွဲလိုက်ဟုတ်လားအဲ့တော့အဲ့ဒီမှာအမှတ်ကလေးကိုအဲ့ဒီမှာဒီအမှတ်ကစီဒါကဒီ CD ဆိုပြီးတော့ရသွားပြီဒီမှာရတဲ့ down တွေဘယ်လောက်လဲ30ဒီဂရီ down ဖြစ်တယ်အဲ့တော့ဆရာမတို့ဆွဲလိုက်တာဒီ30ဒီဂရီဟုတ်မဟုတ်ကိုဆက်ဝိုင်းချင်းနဲ့တိုင်းကြည့်လို့ရတယ်အဲ့တော့ဒီလိုလေးတိုင်းကြည့်တဲ့အခါမှာဒီဒီမှာဆရာမတို့ဆွဲတာ30ဒီဂရီအကိုက်ရှိတာကိုတွေ့ရတယ်ဟုတ်ပြီနော်ဒါကကျင့်တွေ့သုံးပြီးတော့မှဆရာမတို့က30ဒီဂရီ down ကိုဆွဲချင်းဖြစ်တယ်ဒါသာဆိုရင်ဆရာမတို့က9.3ဟာသူဆွဲခိုင်းထားတဲ့ပုံတွေကိုဆွဲပေးမယ်ဟုတ်ပြီနော် ံပါတ်7ကဘာပြောလဲဆိုတော့ပေးထားတဲ့မြင်းတစ်ချောင်း PQ ပေါ်ရှိအမှတ် R9 ဆိုတော့ PQ မြင်းတစ်ချောင်းပေးထားတယ် PQ ပေါ်မှာအမှတ် R ရှိမယ်အဲ့ဒီ R မှာ40ဒီဂရီရှိတဲ့ down ကိုကျင်တွင်နဲ့ပေးတယ်သုံးပြီးတော့မှဆွဲမယ်ဆိုတော့ခုနကအတိုင်းပဲဆွဲပေးရမှာဖြစ်တယ်ဆိုတော့ဆ iam မကမြင်းတစ်ချောင်းဆွဲလိုက်မယ်သူပေးထားတဲ့မြင်းက PQ မြင်းဆိုတော့ဒီမှာ P ဒါက Q အဲ့ဒီ PQ ပေါ်မှာ အမှတ် R ကိုပေးထားတယ်။ဒီ R နေရာမှာ45ဒီဂရီထောင်းကိုကျင့်တွယ်နဲ့ဆွဲမယ်။ဆိုတော့ကျင့်တွယ်တာ45ဒီဂရီကျင့်တွယ်ရုပ်သုံးမယ်။60 45 45အဲ့တော့ဆမရုတ်ကဒီလိုထားပြီးတော့အဲဒီဆွဲရင်လည်းရတယ်လို့ဒီဆမရုတ်ဒီဒီလိုလှည့်လိုက်ပြီးတော့မှထောင်းကိုကိုကြိုက်တဲ့ဖက်ကိုထားပြီးတော့မှဆွဲလို့ရတယ်။ဆိုတော့ခုနကဆွဲနေအတိုင်းဆိုလို့ရှိရင်ပေဒံကိုဒီလိုလေးမြဲမြဲကင်ထားမယ်။အဲ့တော့ဒီလိုမျိုးလေးအဲဒီမြင်းလေးနဲ့ အဲ့လိုမျိုးလေးထားပြီးလို့ရှိရင်သူ့ကိုရွှေ့သွားလိုက်မယ်ဟုတ်ပြီနော်အမျိုးလေးအသေးကင်ပြီးတော့မှရွှေ့သွားမယ်ဟုတ်ပြီလားလို့ရွှေ့ပြီးသွားလို့ရှိရင်ဒီအမှတ်နဲ့ဒီမြင်းနဲ့အကိုက်ဖြစ်သွားတဲ့အချိန်မှာသူ့ကိုဆွဲချလိုက်မယ်ဒါဒီ45ဂျီလေးဖြစ်တယ်ဆရာမတို့ဆွဲလိုက်ကြက45ဂျီလေး R ဆိုတော့ဒီမှာတစ်ခုခုထားလိုက်မယ်ဆရာမတို့က RS ဆိုတဲ့မြင်းကိုရသွားပြီပေါ့နော်အဲ့ဒါဆိုတော့ဆရာမတို့ကတူဒီ45ဂျီလေးကိုင်မကိုင်ဒီလိုမျိုးလေး စမ်းကြည့်လိုက်တဲ့အခါမှာ45ဒီဂရီအဲဒီအကိုက်ရှိတာကိုတွေ့ရတယ်။ဟုတ်ပြီနော်ဒီအမှတ်တွေအကိုက်ထားလိုက်တဲ့အခါမှာ45ဒီဂရီရှိတာကိုတွေ့ရတယ်။ကြည့်တာဆိုရင်ဒါကိုဆွတ်တက်သွားပြီ။တကယ်လို့အဲ့ဒီပုံအတွေ့အဲဒီဆောက်လုပ်ဆွဲထားတဲ့နီးအဆင့်တစ်နဲ့၃လေးကိုရေးရမယ်ဆိုရင်ဒီတဲကအတိုင်းပဲဆင်မရောရေးလို့ရတယ်။ဘယ်လိုရေးမလဲဆိုတော့ပုံအာဒီ ပုံတွင်ပြထားသည့်အတိုင်းပေါ့အဲ့တော့ဆမရုတ်ကဒီအဆင့်နေအများကြီးကိုဒီလိုမျိုးတဆင့်ပြီးတဆင့်အဲဆမရုတ်ကဆွဲပါမဟုတ်ဘူးဆွဲပါမဟုတ်တဲ့အခါမှာတခါတည်းပဲပေတံကိုချလိုက်ပြီးတော့မှဒီပုံတစ်ပုံနဲ့ပုံသုံးဆိုဆမရုတ်စီမှာရှိမှာမဟုတ်တခါတည်းပဲဆွဲလိုက်မှာ အဲ့ဒီခါကျတော့ဒီဆက်ဖပြောချင်တာတော့ဒီအဆင့်နေအများကြီးကိုတော့ရေးဖို့လိုမယ်လို့တော့မထင်ဘူးတကယ်လို့လိုအပ်လို့ရှိလို့ရှိရင်လည်းပဲဒီအနဒီအတိုင်းလေးပဲရေးထားလို့ရပါတယ်ပပုံတွင်ပြထားသည့်အတိုင်းလေးပါလေမရေးတော့ပဲနဲ့30ဒီဂရီချင်းတွဲမှ30ဒီဂရီတိုင်းလက်တန်တစ်ဖက်ကို AB မြင်းမဟုတ်တော့ဘူးဆရာမတို့ရဲ့မြင်းဒီ PQ မြင်းဖြစ်တယ် PQ မြင်းတစ်လျှောက်ကျနေအောင်ထားပါထို့အခါအမှတ်စီသည်ထိုလက်တန်ပေါ်၌ရှိနေမည်နောက်တစ်ခုကဒီမှာလည်းပဲပုံမှာပြထားတယ်ဆရာမတို့ဒီအ စင်နေပုံနေဒီတဆင်ပြီးတဆင်ဆွဲမှာမဟုတ်ဘူးဆိုတော့ကျင့်တွေကိုလက်ရှိအနေထားတွင်မြင်မြဲထားပြီးပေဒံတချောင်းကို30ဒီဂရီဆွဲတာမဟုတ်ဘူး45ဒီဂရီဆွဲတာဖြစ်တဲ့အတွက်ကြောင့်မလို့45ဒီဂရီဆိုပြီးတော့မှရေးမယ် မျက်နှာချင်းဆိုင်အနာတလျှောက်ကတ်ထားပါထို့နောက်ပေရန်ကိုအသေးထား၍တင်တွဲကိုပေရန်နဲ့ဖိကက်လျက်အောက်ဘက်တို့ရွှေ့ပါတင်တွဲရှိ45ဒီဂရီထောင်းဤအချားလက်တန်းကို အမတ်စီမို့ဆရာမရဲ့အမတ်ကပါလေ R လို့ပေးထားတာအမတ် R ပေါ်ရဲကြောက်ရောက်တိတိုင်းရွှေ့ပါ ဒီပုံလေးကိုပါတော့ဆရာကထည့်ရေးစရာမလိုဥပမာရေရသည်ရှိတော့ပြောရနော်ကျင်းသွဲကိုလှည့်ရှိအနေထားတွင်အသေးထားပြီးစီကိုဖြတ်သွားတော့ကျင်းသွဲဤအနာဆောင်တစ်လျှောက်မြင်းတန်းစီဒီဆရာရဲ့မြင်းတန်းဒီပါလေစီဒီမဟုတ်တော့ RS ဖြစ်တယ် RS ကိုဆွဲပါထိုအခါဒါ BCD ဆရာတို့ဆွဲတာဒီ BCD မဟုတ်ဘူးအာဒီ ဆရာမတို့ဆွဲတဲ့ down ကတော့ QRS ဖြစ်မယ်ပေါ့နော် down QRSD 45 degree ရှိသည် low at တော့ down တောင်ဖြစ်သည်ပေါ့ဒီဟာလေးကိုကြည့်ပြီးတော့မှရေးလို့ရတယ်အဲ့လောက်ကြီးအဆင့်ကြီးကရေးဖို့မလိုလို့တော့ဆရာမထင်တယ်ကလေးတို့အနေနဲ့ရေးရမယ်ဆိုလို့ရှိရင်တော့ဒီမှာရှိတဲ့ပုံရဲ့ပုံတွင်ပြထားသည့်အတိုင်းဒီပါတွေကိုဖြုတ်လိုက်ပြီးတော့မှအဆင့်ပြအောင်လေးရေးလို့ရတယ်ဟုတ်ပြီနော်နောက်တစ်ခုကနံပါတ်1မြင်းဖြောင်း XY ပေါ်ရှိ အမှတ်ဆက်ဆိုတော့ခုနလိုပဲမြင်းဖြောက် xy ကိုဆွဲမယ် xy မှာအမှတ်ဆက်ကိုယူမယ်60 degree ကိုဆွဲမယ်ဆိုတော့ဒီမှာဆောက်လို့ဆွဲသားနည်းကိုရေးပါလို့ပြောလို့ရှိရင်လေခုနကနေရာမှာ ab ဆိုတဲ့နေရာ pq ဆိုတဲ့နေရာဒီမှာ x1 အစားထုတ်ပြီးတော့မှာ30 degree 45 degree ဆိုတဲ့နေရာဒီမှာ60 degree အစားထုတ်ပြီးတော့မှာတွက်လိုက်ရုံပဲဟုတ်ပြီလားရေးလိုက်ရုံပဲဆိုတော့ xy မြင်းဆွဲပြီးတော့မှာဒီနေရာဒီအမှတ်က z ကိုပေးထားတယ်အဲ့ကနေပြီးတော့မှာဒီမှာ z ရယ် zy လို့ပေးရင်လည်းရတာပေါ့ ဟုတ်ပြီနော်အဲ့တော့ y z ဖြစ်သွားမယ်ဒါမှမဟုတ် z t လို့ဖြေလဲရတာပေါ့ဆိုတော့ဒီနေရာမှာဆက်မတော့60ဒီဂရီတောင်ကိုဆွဲမယ်ဆိုတော့ပထမအဆုံး x y မြင်းတစ်ချောင်းကိုဆွဲလိုက်မယ်အဲ့မှာ z ဆိုတဲ့အမှတ်ကိုပေးထားရေ60ဒီဂရီဆိုတော့ဒီဆက်မတော့ဘာလို့သုံးရမလဲဆိုတော့30ဒီဂရီကျင့်တွယ်ကိုသုံးပေးရမှာဖြစ်တယ်အဲ့တော့ဒီ30ဒီဂရီကျင့်တွယ်မှာ60 60 30ဆိုတော့ဆင်မဒီနေရာမှာဆွဲမှာဆိုတော့ဒီလိုလေးဆွဲလိုက်လို့ရှိရင်ပို့ပြီးတော့မှလွယ်တယ်ဟုတ်ပြီเนาะအဲ့ခါကျတော့ဒီပေရန်နဲ့ပေရန်နဲ့ဒီလိုကန်ရခြင်းအကြောင်းရင်းအကြတော့အကိုက်ကလေးဖြစ်အောင်ကန်ရတာဖြစ်တယ်ဟုတ်ပြီเนาะအဲ့တော့ဆင်မဒီလိုလေးထားလိုက်ပြီးတော့မှဆွဲလိုက်မယ် ဲဒါဆိုရင်ဆရာမတို့ဆွဲလိုက်တဲ့ဒီတောင်ဒီဘလောက်ရှိလဲဆိုတော့60ဒီဂရီရှိဒီဘက်မှာဆွဲလို့မရဘူးလားဆိုတော့ဆွဲလို့ရပါတယ်ဒီဘက်ကိုဆွဲကျင်တော့ဆရာမတို့ဘလို့လုပ်ပေးရတော့မလဲဒီလိုလေးကင်ရတော့မယ်ဒီလိုလေးကင်ပြီးတော့ဒီလိုရွှေ့လိုက်ပြီးတော့မှာ ဂျီဘက်ကိုဆွဲလိုက်လို့ရှိရင်ဒီနမ်းမှရလာမယ်တောင်းဒီ60ဒီဂရီတောင်းရမယ်ဆိုတော့ဆရာမကတော့ဒီမှာဒီလိုလိုမျိုးလေးဆွဲပြပေးလိုက်မယ်ခဲ့တာဒီမလို့ဒီဘက်ကိုဆွဲဆွဲချင်ဒီဘက်ကိုဆွဲဒီဘက်ဆွဲချင်ဒီဘက်ဆွဲကြိုက်တဲ့ပုံစံနဲ့ဆွဲလို့ရတာဆိုတာ60ဒီဂရီရသွားပြီအဲ့တော့ဆွဲသားနည်းဆိုလို့ရှိရင်တော့ခုနကဆရာမပြောတဲ့အချက်တည်းအတိုင်းပဲရေးလို့ရတယ်အဲ့တော့သူ့ကိုအတိုင်းကြည့်လိုက်လို့ရှိရင် မှ60ဒီဂရီဒီဘက်က3 10 20 30 40 50 60ရှိတာတွေ့ရတယ်။ဒီဘက်တောင်းကိုတိုင်းကြည့်တော့လေဒီမှာ60ဒီဂရီအခိုင်ရှိနေတာကိုတွေ့ရတယ်။ဟုတ်ပြီနော်။အဲဒါဆိုလို့ရှိရင်ကျင်တွယ်သုံးပြီးတော့မှအခု1နဲ့3ကိုဆွဲတက်သွားပြီ။ဒီတစ်ခါဆရာမတို့ကဘာဆွဲမလဲဆိုတော့ကျင်တွယ်သုံးပြီးတော့မှအဲဒီအဲ ပြိုင်တဲ့မြင်းတစ်ချောင်းကိုဆွဲမယ်မြင်းပြိုင်တစ်ချောင်းကိုဆွဲမယ်ဆိုတော့ပေးရင်မြင်းပေါ်တွင်ကြမနေတော့ပေးရင်အမှတ်တစ်ခုဖြစ်၍ပေးရင်မြင်းနဲ့အပြိုင်မြင်းတစ်ချောင်းဆွဲသားခြင်းဆိုတော့ဒီတစ်ခါဆရာမတို့ကဘာဆွဲမလဲဆိုတော့မြင်းတစ်ချောင်းပေးထားတယ် ABD ပေးထားတော့မြင်းဖြောင်းဖြစ်၍ AB ကပေးထားတဲ့မြင်းဖြောင်း CD ထူမြင်း E ပြင်ပရှိအမှတ်တမဲ့ဖြစ်ပါစေ C ကပြင်ပအမှတ်ဒါဆိုတော့ပထမအ우ဆုံးဘာလုပ်မလဲဆိုတော့ဒီအဆင့်တွေကိုကြည့်ပြီးဆရာမတို့ကဆက်ပြီးတော့ဆွဲသွားလိုက်မယ် ပထမအောင်ဆုံးဆရာမကသူ့ပေးထားတဲ့ပေးရင်နဲ့ AB ကိုဆွဲလိုက်တယ်။ဒါဒီမြင်းဖြောင်း AB အဲ့တော့သူကအမှတ်ကိုဘယ်နေရာမှာပေးထားတာလဲဆိုတော့မြင်းရဲ့အပြင်ဘက်မှာပေးထားတာ။အဲ့တော့ AB ကိုပေးထားပြီးတော့မှ C အမှတ်ကိုအပြင်မှာပေးထားတယ်။အဲ့ခါကျတော့ဆရာမတို့သူ့ရဲ့အဆင့်တွေကိုဖတ်လိုက်မယ်။ပထမအောင်ဆိုတာကျင်ကျွဲတစ်ခုဤဒေါမန်ဆောင်အနာတစ်ဖက်ကို AB တစ်လျှောက်ဒီလိုမျိုးလေးထားမယ်။ ။ဟုတ်ပြီနော်။အဲ့တော့ကြိုက်တယ်လို့ထားဒီလိုထားခြင်းလဲထားတောက်မှန်ဆောင်အနာတစ်ဖက်ကို AB တစ်လျှောက်ထားမယ်။ပြီးတော့မှ ပေဒံကို မြင်းမြဲခြံထားလိုက်မယ်နောက်တစ်ဆင့်မှာကျင်တွဲကိုမြင်းမြဲထားပြီးပေဒံတစ်ချောင်းဒို့မဟုတ်တခြားကျင်တွဲတစ်ခုရဲ့ကျန်တောက်မှန်ဆောင်အနာတစ်လျှောက်ဒီလိုလေးထားပါအစနံပါတ်1မှာနော်။ပေဒံကိုလက်ရှိအနေထားတိုင်းအတည်ထားပြီးတော့မှကျင်းတွေကို ထိုးပေးတဲ့တလျှောက်ဖိကက်ပြီးတော့မှအပေါ်ကိုဆွဲလိုက်ဒီလိုလေးဆွဲလိုက်မယ်အဲ့ဒါပြီးတဲ့အခါမှာဒီ အဲ့လိုမျိုးဆွဲလိုက်လို့ရှိရင် အမှတ်စီနေရအကိုက်ဖြစ်အောင်တွားပြီးတော့ထားလိုက်မယ်။အဲ့ဒီမှာကိုကြားရောက်နေတဲ့ဒီအမှတ်နေရမှာဒီလိုမျိုးလေးဆီမှာဆွဲချလိုက်မယ်။ဒီ C အမှတ်ကိုဖြတ်လိုက်ပြီးတော့မှဆွဲလိုက်မယ်။ဒါဆိုလို့ရှိရင်ဒီ C နဲ့ဒီဘက်မှာ D အမှတ်ဆိုပြီးတော့ပေးလိုက်မယ်။ CD ဒီ AB နဲ့ပြိုင်သလားဆိုတော့ CD ဒီ CD ဆိုရဲဒီမြင်းဖြောင်းဒီ AB ဆိုရဲမြင်းဖြောင်းနဲ့ပြိုင်တာကိုတွေ့ရတယ်။ ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒီကနေပြီးတော့ဆမ်မာဘတ်ဆက်အတွက်သွားပြီလဲဆိုတော့မြင်းပြိုင်ကိုဆွဲအတွက်သွားပြီအဲ့ဒီတော့ဒီမြင်းပြိုင်ကိုမသွားခင်မှာဆမ်မာတို့ဒီမှာနံပါတ်3ကလေးကျင်သွားတယ်နံပါတ်3ကျင်သွားတယ်ဒါကိုဆမ်မာပြန်ရှင်းပြပေးပါမယ်မြင်းဖြောင် AB ပေါ်ရှိ P နဲ့ Q အမှတ်အတီးတီးဆမ်မာတို့မြင်းဖြောင် AB ကိုဆွဲမယ်မျိုးမျိုးလေးအကြံစဉ်းစားကြည့်လိုက်မယ် AB ပေါ်မှာအဲဒီ P နဲ့ Q ဆိုတဲ့အမှတ်ကိုယူမယ်ဒါ P ဒါက Q အဲ့ဒီနေရာမှာ30ဒီဂရီထောင်ဆွဲမယ်ဒါ30ဒါ30ထို့နောက်ဒစုံစီအတွက် AB ပေါ်ရင်မရှိတော့အခြားလက်ကျန်တစ်ခုကို PR နဲ့ QS ဟုအတီးတီးသတ်မှတ်ပါအခြားလက်ကျန်တစ်ခုကို PR နဲ့ QS ဆိုတော့ဆရာမတို့ကကြီးမှာအမှတ်ကလေး PR QS ဆိုပြီးဒီလေးယူလိုက်မယ်အဲ့ဒါပြီးတော့ဒီ PRDQS နဲ့ ပြန်တလားဘာကြောင့်ပြန်တာလဲဒါလေးကိုဆွဲပေးရမယ်ဟုတ်ပြီနော်ဒါဆရာမခုနကနှစ်ပြီးတော့တခါလေးပဲခုနှစ်တသမလေးကိုတွားလိုက်တယ်ကဲဒါဆိုရင်ကလေးတို့ကမိကုန်းကိုတခြားကြည့်ပါဆရာမတဆင်ချင်းစီတွားပါမယ်သူကဘာပေးထားလဲဆိုတော့မင်းဖြောင့် AB ကိုပေးထားတယ်ဆိုတော့ဆရာမကမင်းဖြောင့်တစ်ချောင်းဆွဲလိုက်မင်းဖြောင့်တစ်ချောင်းဒါဒီ AB AB ဆိုတော့မင်းမင်းဖြောင့်မှာဘာပေးထားလဲဆိုတော့အမှတ် B ကိုပေးတယ်အမှတ် Q ကိုပေးတယ် ဆိုတော့အမှတ်ပီနဲ့ Q ကိုယူလိုက်တယ်ပြီးတော့30ဒီဂရီထောင်ဆွဲပါဆိုတော့ဘာနဲ့ဆွဲမှာလဲဆိုတော့30ဒီဂရီ3ထောင်ကျင်တွင်နဲ့ဆွဲခုနကကျင်တွယ်သုံးပြီးတော့မှဆွဲခဲ့ပြီးသွားပြီအဲ့တော့အဲ့ဒီအတိုင်းလေးကိုပဲဆရာမတို့ကဆွဲမှာအဲ့လိုဆွဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဆရာမ30ဒီဂရီ3ထောင်ကျင်တွယ်ဒီ30ကိုဒီတိုင်းလေးမှာကတ်ပြီးတော့ထားလိုက်တယ်ဒီဘက်မှာပေတဲ့တစ်ချောင်းထားလိုက်တယ်အဲ့ဒါပြီးတော့ဒီပေတဲ့အတိုင်းကလေးကိုပဲဆရာမက ရှော့လိုက်ပဲဟုတ်ပြီလားအောက်ကိုနည်းနည်းလေးဆင်းလိုက်ပြီးတော့မှဒီကမြင်းလေးနဲ့ဒီလိုမျိုးလေးဆွဲချလိုက်ဒါဒီ30ဒီဂရီဆွဲလိုက်ပြီနောက်တော့နောက်တစ်ခုနေရာမှာလည်းပဲဒီလိုမျိုးလေးပေဒံကိုတော့အတိအဖြောင့်အတိုင်းအတိထားရမှာဟုတ်ပြီနော်အဲ့တော့ဒီမှာလည်းပဲ30ဒီဂရီကိုဆွဲလိုက်မယ်ဆိုတော့ဆရာမတို့ဒီဒီမှာ30ဒီဂရီဆွဲတယ်ဒီမှာ 30ဒီဂရီဆွဲတယ်။ကဲဒါဆိုတော့တိုင်ကြည့်အောင်ဒါတိုင်ကြည့်တာဒီဘာကြောင့်တိုင်ကြည့်ရလဲဆိုတော့မှန်မှန်မှန်ကိုစစ်ဆေးကြည့်တာ။ဟုတ်ပြီနော်။အဲ့တော့ဒီမှာ30ဒီဂရီအကိုက်ရှိတာတွေ့ရတယ်။ဒီမှာလည်းပဲ30ဒီဂရီအကိုက်ကလေးရှိနေတာကိုတွေ့ရ။ကဲဒါဆိုရင်နောက်တစ်ဆင့်တက်မယ်။သူကဘာပြန်ပြောလဲဆိုတော့30ဒီဂရီရှိတော့ဒေါင်များဆွဲသားပါ။ထိုဒေါင်တစ်ခုစီအတွက် AB ပေါ်ရင်မရှိတော့အချာဒေါင်လက်တန်တစ်ခုကို PR နဲ့ QS ဟုအတီးတီးသတ်မှတ်ပါ။ အဲ့ဆမ်မဒီ P ကနေပြီးတော့ PR လို့သတ်မှတ်လိုက်မယ်။ဒီ Q ကနေပြီးတော့ QS လို့ဒီလိုမျိုးလေးသူတို့အတဲ့အတိုင်းလေးဒီဘက်ကလေးကိုဖြက်လိုက်လို့ရတယ်နော်။အဲ့တော့ဒီလိုမျိုးလေးဆွဲချလိုက်ပြီးတော့မှဒီမှာတော့ QS လို့သတ်မှတ်လိုက်မယ်။သူသတ်မှတ်ခိုင်းထားတဲ့အတိုင်း PR QS ဆိုပြီးရသွားပြီ။အတိအသေးသတ်မှတ်ပြီးသွားပြီဆိုတော့ PR ဒီ QS နဲ့ပြိုင်သလားတဲ့။ PRD QS နဲ့ပြိုင်သလားအဘယ်ကြောင့်နေဆရာမတို့တည်ပြီးသွားပြီ PRD QS နဲ့ပြိုင်နေဆိုတာတည်ပြီးသွားပြီဘာကြောင့်ပြိုင်တယ်လဲဆိုတာလေးကိုပြောပြရမယ်ဆိုတော့အရင်ဆုံးဆရာမတို့ရေးရမှာဒီ down down B down B ကိုကောက်မယ် down B P R ဟုတ်လား down B P R ဒီ down ကလေးဆိုတော့ဆရာမအဲ့လိုလေးရေးလိုက်မယ် down B P R ဒီ down B ကိုပြောချင်တော့ down B ကိုအလဲမှာထားတယ်အဲ့ဒီက down နဲ့ ီတောင် BQS BQS တို့ဒီဘာတောင်တွေလဲဆရာမကြည့်ကြည့်အောင်ဒါကမြင်းပြိုင်နဲ့ချာ ဒီမျိုးတွေဆက်ဆွဲမယ်နော်ဒီဘက်ကိုဥပမာဆက်ဆွဲလိုက်လို့ရှိရင်မြင်းပြိုင်တဲ့ချောင်းကိုဖြက်မြင်းတဲ့ချောင်းကဖြက်သွားတဲ့ပုံစံလေးဖြစ်နေတယ်ဘာပေါ့လဲနော်ဒါကမြင်းပြိုင်တဲ့ချောင်းဒါကမြင်းပြိုင်တဲ့ချောင်းမြင်းပြိုင်တဲ့ချောင်းကိုဖြက်မြင်းတဲ့ချောင်းကဖြက်တဲ့ပုံစံဖြစ်တယ်အဲ့လိုဖြက်လိုက်တဲ့အချိန်မှာဒီတောင်းဒီတောင်းဒီလိုက်ဖက်တောင်းဒီတောင်းဒီတောင်းဒီလိုက်ဖက်တောင်းဆိုတော့ဒီနှစ်ခုဒီလိုက်ဖက်တောင်းဖြစ်တယ်ဆိုတော့အဲ့ဒီအချက်ကလေးကိုပဲယူမယ်ဒီမှာဒီ Q ရဲ့ဒီက B ရဲ့ဒီတောင်းနှစ်တောင်းတို့ဒီလိုက်ဖက်တောင်းများဖြစ်ကြပြီး လိုက်ဖက်တောက်များဖြစ်ကြပြီဒီက down ကျွန်တော်ပြန်ရေးမယ် BBR down BBR နဲ့ဘာလဲဆိုတော့ခုနလိုပဲ down BQS ဒူဒီဘာဖြစ်လဲ30ဒီဂရီဖြစ်တယ်သူတို့နောက်ခုတူတယ်လို့ပြောလိုက်တာဟုတ်မလားညီမချင်းနဲ့ရေးချင်လဲရတယ်ထို့ကြောင့် ဒါကြောင့်မလို့ပေါ့နော်ဒီနှစ်ခုဒီလိုက်ဖက်တောင်ဖြစ်တယ်လိုက်ဖက်တောင်ညီသွားပြီဆိုကြတဲ့ဆင်မရိုရဲ့ဂုံတက်တိတစ်ခုမြင်းပြိုင်ဂုံတက်တိနဲ့ညီတဲ့အတွက်ကြောင့်မလို့အဲဒီဒီမြင်းနှစ်ចောင်းတွေဘာဖြစ်တယ်လို့ပြောလို့ရလဲဆိုတော့ပြိုင်တယ်လို့ပြောလို့ရတယ်ထို့ကြောင့် PR နဲ့ QST ပြိုင်ပါတယ်ထို့ကြောင့်သူကပြိုင်သလားလို့မေးတယ်ဆိုတော့ PR ဒီ QS နဲ့ပြိုင်ပါသည်ပေါ့ ညပြီလားဆိုတော့လာရှိကဆံမတော်လေးလာထားတဲ့အကြောင်းအရာလေးကိုဒီမှာပြန်ပြီးတော့မှအသုံးချလိုက်တာဖြစ်တယ်ဟုတ်ပြီလား life pattern ရဲ့ concept လေးကိုပြန်သုံးချတာဖြစ်ပါတယ်နောက်တစ်ခုကဆမ်မရီချစ်ခံသွားလိုက်တော့မယ်ခုနှစ်တသမလေးမြင်းပြိုင်တဲ့ကြောင်း AB ကိုဆွဲပါဆိုတော့ဆမ်မရီမြင်းပြိုင် AB ကိုဆွဲမယ်သူပြောတဲ့အဆင့်နေအတိုင်းဆွဲမှာဆိုဆမ်မဒီမှာအကျန်းလေးပြမယ်အမှတ်နှစ်ခုစိနေ E စိနေ E အမှတ်ကို ABE တစ်ဖက်တစ်ချက်စီတစ်ဖက်ထဲမှာမဟုတ်ဘူးဒီမှာ CU ပဲဒီမှာ EU ပဲဒီလိုလေးယူမယ်ယူပြီးရင် C ကိုဖြတ်လျက် C ကိုဖြတ်ပြီးတော့မှ CD ကိုဆွဲမယ်ဒီလိုလေးဆွဲမယ်ဒါက C ဆိုတော့ CD ဆွဲမယ်ဒါက E ဆိုတော့ဒီ E ကိုဖြတ်ပြီးတော့မှ EF ကိုဆွဲမယ်ဟုတ်ပြီနော်အဲ့တော့ CD ဆွဲတယ်အဲ့ဒီ CD ဒီ AB AB နဲ့ပြန်ရအောင်ဆွဲရမယ် CD parallel AB ကိုပေးထားရမလို့ CD ဒီ AB နဲ့ပြန်ရအောင်ဆွဲမယ် e ကိုဖြတ်ပြီးတော့ ef ဆိုတဲ့မြင်းကို ab နဲ့ပြန်အောင်ဆွဲမယ်။အဲ့လိုဆွဲပြီးတော့မှကျင့်တွေ့သုံးပြီးတော့မှ cd parallel ef ဟုတ်မဟုတ်ကိုစစ်ဆေးပါတယ်။ဆိုတော့ဆရာမတို့ဆွဲကြည့်အောင်။ပထမအုံဆုံးဆရာမတို့ဗာဆွဲမလဲ။မြင်းပိုင်းသူပေးထားတဲ့အတိုင်းမြင်းပိုင်းတစ်ချောင်း ab ကိုဆွဲမယ်။ဟုတ်ပြီ။ဒါကမြင်းပိုင်း ab အမတ် c ကိုဒီမှာယူလိုက်မယ်။အမတ် e ကိုဒီမှာယူလိုက်မယ်။ဒါကအမတ် c ဒါကအမတ် e အဲ့လိုယူပြီးသွားလို့ရှိရင်သူကဘာပြောလဲဆိုတော့ကျင့်တွေ့သုံးပြီးတော့မှဆွဲခိုင်းတာဒါကြောင့်မလို့ဆရာမတော်ကကျင့်တွေ့သုံးလိုက်မယ်တကယ်တော့သူ့ကိုကျင့်တွေ့မသုံးမင်းနဲ့ပေါ့ဆွဲလို့မရဘူးလားဆိုတော့ရတယ်နော်ဒါတော့ဆရာမတော်ကျင့်တွေ့နေပဲဒီလိုမျိုးလေးထားပြီးတော့မှဘာလို့တလဲဒီလိုလေးရွှေ့လိုက်တယ်အရင်တော့ကခုနကဒီဥပမာနဲ့တစ်ထက်သေးပဲဒါဆိုရင် ဆက်မလို့ဒါပါဆွဲရမှာလဲဆိုတော့ C ရဲ့ဒီဘက်က D အမှတ်ကိုယူလိုက်ပြီးတော့မှ CD မြင်းကိုဆွဲလိုက်ပြီးနောက်တစ်ခါဒီဘက်က E ကိုဖြတ်ပြီးတော့မှ EF ဆိုတဲ့မြင်းကိုဆွဲလိုက်ແຮົາບີ EF ဆိုແລ້ວມຽນຊ່ວຍໄດ້ມາເອີ້ລະ AB ທີ່ໂຕຕົວໄດ້ລະຖິ່ນລະຊິແນ່ແນ່ເລີຍຊິຫອງຊ່ວຍປິວ່າມາອີ່ມາ B ໂຕຖ້າໄດ້ອັນນີ້ລະໂຕນີ້ລະຊິບໍ່ລະເກດາຊ່ວຍລະຊິອ່າ D ມາແລ້ວເບີດີຄຸນາກະຊິມາລະດີລະຖ້າປິວ່າມາຊ່ວຍໄດ້ ဲ့လိုဆွဲတဲ့အချိန်မှာဒီကိုကမြင်းကိုပေါ့နော်ဒီလိုမျိုးလေးထားခြင်းလားအဲ့လိုဆိုရင်ဒီဘေးနားမှာဒီတေးကြသွားအောင်ဒီလိုမြင်းကလေးဆွဲထားလိုက်လို့ရတယ်အဲ့ဆိုဒီလိုမျိုးလေးတိုင်းပြီးတော့မှဆွဲလို့ရတယ်ဟုတ်ပြီနော်ဆိုဒီဘက်ကဒီလိုလေးဆက်ဆိုဆရာမတို့သူဆွဲခိုင်းတာရသွားပြီသူကပါဆွဲခိုင်းတာလဲဆိုတော့ CD parallel AB ဖြစ်အောင်ဆွဲဆိုတော့ CD parallel AB လည်းဖြစ်တယ်နောက်တော့ EF parallel AB လည်းဖြစ်တယ်။နောက်တော့သူကဘာမေးထားသေးလဲဆိုတော့ CD parallel EF ဟုတ်မဟုတ်ကိုစစ်ဆေးပါတယ်။ဆိုတော့ဆရာမတို့ကဘယ်လိုစစ်ဆေးမလဲဆိုဒီလိုလေးပဲဒီလိုလေးပဲစစ်ဆေးလိုက်မယ်။ဒီ EF နေရာလေးကိုထားပြီးတော့မှအတဲ့အတိုင်းလေးသွားလိုက်တယ်။ကျင်တွယ်သုံးပြီးစစ်ပါဆိုတော့ကျင်တွယ်နဲ့စစ်လိုက်တော့ဗာလေ EF ဒီ CD နဲ့ပြိုင်နေစတော့တွေ့ရတယ်။အဲ့တော့ထို့ကြောင့်ပေါ့ဒါတော့ရှင်းရှင်းလေးပါပဲ။ဘာမှလည်းမခက်ပါဘူး CD parallel EF ဖြစ်သလားဆိုတော့ဖြစ်ပါသည်လို့ရေးလိုက်ရုံပဲ။ ဟုတ်ပြီနော်နံပါတ်1ကကြတော့ပုံ9.15အတိုင်းမြင်းပြိုင်3ချောင်း CDABEF အဲ့တော့ CD မြင်းပြိုင် C မြင်းပြိုင်3ချောင်းပေးထားတယ် CDABEF ဒါတွေဒီပြိုင်ကြတယ်အဲ့ဒီမှာဖြတ်မြင်း PQ ကိုဆွဲဖြတ်မြင်း PQ ကိုဆွဲပြီးတော့မှာ ူက1 2 3ဆိုပြီးတော့ဒီ down လေးတွေဖြစ်လာတယ်ဒီ down တွေကို တိုင်ကြည့်ပါ ထို down များသည်တူညီပါသလားအဲ့တော့ဆရာမတို့ဘာလို့ပြရမလဲဆိုပုံဆွဲပြရမယ်ဒီမြင်းပြိုင်၃ချောင်းကိုဆွဲရမယ်ဖြက်မြင်းတစ်ချောင်းကိုဖြက်ပြရမယ်ကဲဒါဆိုရင်ဆွဲကြည့်အောင်နော်အဲ့တော့မြင်းပြိုင်ဆွဲတဲ့အချိန်မှာ ဒီဆရာမတို့ကတော့ဆွဲချလိုက်မှာပေါ့เนาะအဲ့တော့ပြိုင်မပြိုင်ဒီတေချာလားမတေချာဘူးလားဆိုတာမျိုးမတေဘူးဆိုလို့ရှိရင်ဘာလို့လို့ရလဲခုနကဆရာမတို့အသုံးချလိုက်တဲ့ concept ကလေးဖြစ်တယ်အဲဒီကျင့်တွေကိုတုံးပြီးတော့မှဆွဲလို့ရတယ်ဟုတ်ပြီเนาะဒီလိုမျိုးလေးဆရာမဆွဲချလိုက်ခဲ့တာဆိုရင်ဒီနေ့လောက်မှာမြင်းတောင်ဆွဲမယ်နောက်နည်းနည်းလေးရွှေ့လိုက်ပြီးတော့မှာ မြင်းတစ်ချောင်းဆွဲလိုက်နေဒါဆိုရင်မြင်းသုံးချောင်းပြိုင်နေဆိုတာတိတ်ကြသွားတာပေါ့ဟုတ်ပြီနော်အော်ဒီမြင်းလေးကတော့နည်းနည်းရှည်သွားတယ်အဲဆရာမဖြက်မြင်းတစ်ချောင်းဖြက်လိုက်မယ်ရှည်ရှည်တဲ့မြင်းကိုမဖြက်တော့ဘဲနဲ့ကျန်တဲ့မြင်းတွေနည်းနည်းလေးရှည်လိုက်မယ်ကြည့်လို့လှသွားအောင်ဟုတ်ပြီနော်ကဲဒါဆိုရင်ဆရာမတို့သူ့ကိုနာမည်ပေးလိုက်မယ်သူပေးထားတာပါလဲဆိုတော့ PQ ဖြက်မြင်းက PQ ဒါက AB C to ga e f down the down နေပဲ down နေလဲဆိုတော့1 2 3ကဲဒါဆိုရင်ဆက်မလို့တိုင်းချလိုက်တော့တေချာလေးတိုင်းရမယ်နော်အဲဒီလိုဒီလိုအမှတ်ကလေးမှတ်လိုက်လို့ရှိရင်ပို့ပြီးတော့မှထားရတာအဆင်ပြေတယ်ဒါဆိုဘလောက်ရှိလဲဆိုတော့80ဒီဂရီရှိတယ် ဟုတ်ပြီနော်အဲ့တော့1.80ရှိတယ်2ကိုတိုင်းကြည့်အောင်2ကလည်းဘယ်လောက်ရှိလဲ80ဒီဂရီရှိတယ်3တိုင်းကြည့်လိုက်3ရလဲ80ဒီဂရီရှိဒါဆိုလို့ရှိရင်သူကဘာပြောလဲဆိုတော့အဲ့ဒီမှာပေးထားတဲ့ down နေ2တလားဆိုတော့ဘာဘာဖြေလိုက်ရုံပဲလဲဆိုတော့ down 1နဲ့3ဒီ2ညီကြပါသည်ပေါ့ down 1ကောမ down 2နဲ့ down 3 တို့သည်သူညီကြသည်ပေါ့အဲ့တော့ဒီလိုဒေါင်းနေတိုင်းတဲ့အခါမှာဆီယမားက80ဒီဂရီရတယ်။ကလေးတို့က80ဒီဂရီမရအောင်လည်းဖြစ်တတ်ပါတယ်နော်။ဘာကြောင့်လဲဆိုတော့ဥပမာဆီယမားဒီယာကိုအဲ့လောက်ထိမဆောင်းတော့ဘဲနဲ့နောက်တစ်ကြောင်ဒီလိုမျိုးလေးဆောင်းလိုက်မယ်။မြင်းဒီလိုဖြက်မြင်းကလေးကိုဒီလောက်ကလေးပဲဆောင်းလိုက်မယ်။ဒီ PQ ဖြက်မြင်းကိုဒါဆိုရင်ဆီယမားရဲ့ဒေါင်းဒီဘယ်လောက်ပဲရမှာလဲ။အဲဒီ80ထက်ကိုကျော်မယ်။ဒီမှာ 80 85လောက်ရှိနေပြီ ဟုတ်ပြီနော်85လောက်ရှိနေပြီဒါဒီပဲပေါ်မှာမူတည်လဲဆိုတော့ကလေးတို့ဆွဲတဲ့ဖြက်မြင်းတွေဘလောက်ထိအောင်ဆောင်းတယ်လဲဆိုတဲ့ပေါ်မှာမူတည်တယ်အတော်လေးဆောင်းလို့ရှိရင်တောင့်ကျင်းနေရမှာဖြစ်ပြီးတော့တိတ်ပြီးမဆောင်းလို့ရှိရင်တောင့်ကျဲနေရမှာဖြစ်တယ်နော်အခါကျတော့တယောက်နဲ့တယောက်မတူဘူးအဲ့တော့မတူဘူးဆိုရင်မှဒါကဘာမှဖြစ်စရာအကြောင်းမရှိဘူးဒါကကိုကိုကိုဆွဲထားတဲ့ပုံကိုကိုကတိုင်းလိုက်ရုံပဲဟုတ်ပြီနော်အဲ့တော့ဒီမှာ85ဒီဂရီရှိတယ်တောင့်85ဆိုကျန်တာတွေလည်း85ဒီဂရီပဲရှိမယ်ဘာကြောင့်လဲဆိုသူတို့တွေဒီလိုက်ဖက်တောင့်နေဖြစ်နေလို့ ရပြီเนาะကြည့်ဒါဆိုလို့ရှင်ဒါနံပါတ်2ကိုလည်းတည်သွားပြီဆိုတော့ဒီ channel တွေ3 4 5 6ခုကိုဆရာမနောက်ဗီဒီယိုမှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်တယ်ဒီနေ့ပြောပြလိုက်တဲ့ဒီသင်ခန်းစာခင်ဗျားတို့ရသွားပြီလို့အာမျောလင့်ပါတယ် like comment subscribe လုပ်ပေးပါအာမသိတာရှိရင်လည်း comment မှာမိထားလို့ရပါတယ်ဆရာမအချိန်ရတဲ့အချိန်အာဒီဆရာမတည်တဲ့လောက်ကိုအကုန်လုံးကိုရှင်းပြပေးမှာဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်